ဘယ်တော့မှအကောင်းတိုင်းပြန်မဖြစ်တော့မဲ့တရားတွေဒီကာလမှာသာသမီဆုံးရှုံးသွားတဲ့မိဘတွေမိဘဆုံးရှုံးသွားတဲ့သာသမီတွေညောင်များစွာရှိတယ်။ငကူကလေးကလည်းရှိတတ်တဲ့သဘာဝတရားဆိုပေမဲ့အခုလိုခက်ပြတ်နေသားမှာတော့လူလောက်ဘေးတွေကြောင့်ပါမဆုံးရှုံးသင့်ပဲဆုံးရှုံးနေရတယ် လူမမဲကလေးတွေအရွယ်ကောင်းလူငယ်လူလတ်ပိုင်းတွေတချီရွယ်ဦးတွေနေ့စဉ်နဲ့အမြပဲကျန်ရစ်ခဲ့တဲ့သူတွေမှာလည်းတရားပရပွားနဲ့ကိုချစ်တဲ့သူကိုအပီးပိုင်ဆုံးရှုံးလိုက်ရလို့ဖြစ်တဲ့ဒုက္ခနဲ့တဲ့အတော်ပင်ပန်းနေပြီအခုကျတူတယောက်တစုတစ်ပွဲကြောင်ဖြစ်ရတယ်ဆိုတဲ့ခံပြင်းမှုတရားမျှတမှုကိုမရမချင်းရက်မအေးနိုင်ဘူးအဲ့ဒီအကြောင်းတစ်ခါစာရေးမှုတယ် ျွန်တော်တို့အားလုံးတဝူးတယောက်ကမတရားသဖြင့်လှုပ်သွားတာကို အနည်းနဲ့အများခံကြဘူးမှာပဲဘလို့နေလဲစဉ်းစားကြည့်တနှုတ်နှုတ်နဲ့ဖြစ်မနေဘူးလားပူလောင်မနေဘူးလားတခုခုပြန်မလှုပ်ချင်ဘူးလားတစ်ချိန်လုံးဒါကိုပဲတွေးနေမိတာခုလိုကိုမိသားစုဝင်တယောက်ကိုချစ်တဲ့မိဘကိုရဲ့သွေးသားရင်းချာနောက်ရင်းနဲ့အများချစ်ရတဲ့သားသမီးဒီလူတွေဟာမဖြစ်သင့်ပဲဖြစ်ခဲ့ရတယ်ဆို့ ဘလောက်တောင်နာကြီးမုန်းတင်းနေမလဲဘလို့တရားရည်အေးမှလည်းတိုက်ကျွေးလို့ရနိုင်မယ်မထင်ဘူးအဲ့ဒါနဲ့ဆက်ဆက်ပြီးမှဖြစ်လာတာကကိုကိုကိုအပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်ငါကာဝယ်မပေးလိုက်နိုင်ဘူးငါအမေကိုခေါ်မထုတ်လိုက်နိုင်ဘူးငါကလေးကိုငါဘာလို့ကြောင်းလို့မိလိုက်တာလဲဒီစိတ်တွေနဲ့ရှင်သန်နေခဲ့ရတယ်တချို့ကျအဲ့ဒီထက်တိမ်မွေ့တယ်ကိုကအဝေးရောက်နေတယ်ကျွာတဲ့တော်ထဲမှာ ဒါမှမဟုတ်နယ်စပ်မှာနိုင်ငံသားမှာသွားခြင်းလုံးလို့တော့မဟုတ်ဘူးယုံကြည်ချက်ကြောင့်စွန့်ခွာလာခဲ့ရတာအဝေးရောက်နေသူမျိုးကြံနေခဲ့တဲ့မိသားစုကတော်ရုံတော်ရုံဆိုဘာမှမပြောတော့ဘူးစိတ်ပူနေမှာဆိုလို့ကိုလည်းဒီလိုပဲတော်ရုံဆိုအိမ်ကိုပြောမနေဘူးသူတို့စိတ်ပူနေရောအပြင်ဘာမှမတတ်နိုင်တာသိနေလို့အပူလှမ်းမပေးချင်တာသူတို့ကလည်းအဲ့ဒီတိုင်းပဲဒီတော့ အဖေနေမကောင်းလည်းမသိရဘူးအမေနေမကောင်းလည်းမသိရဘူးမဖြစ်မနေဆိုမှသတင်းစိုးကကို့စီရောက်လာတော့တယ်ရှော့ဖြစ်ရပြီပေါ့ရောက်လာတော့ရောကိုကဘာလုပ်ပေးနိုင်လဲဆိုစကလုံးတွေအပြင်မများဆဆမရှိဘူးအနည်းကရောက်မလာနိုင်ဘူးပြုစုပေးဖို့ဆိုဝေးလို့ပြန်လာတော့မရဘူး၆လမှတတရှိတဲ့ဖုံးမျက်နှာပြင်ကနေပဲ ကိုချစ်တဲ့သူရဲ့နောက်ဆုံးချိန်ကိုထိုင်ကြည့်နေရတယ်။ဖတ်ငိုလို့မရဘူး၊ထိတွေ့လို့မရဘူး၊ထွေးပွေလို့မရဘူး။ဘလောက်တောင်နာကျင်ရတယ်လဲ။ Work life balance ဆိုတာတော့အပြောလွယ်သလားအလုတ်ခတ်သေးရင်ကိုယ့်ရဲ့ယုံကြည်ချက်နဲ့မိသားစုဘဝဆိုတဲ့နှခုကြားဟန်ချက်ကိုရှာဖွေနိုင်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပဲ။မိသားစုကိုငဲ့ရင်ယုံကြည်ချက်နောက်လိုက်ဖို့မှအနည်းငယ်များခက်ခဲရှိသွားတယ်။ယုံကြည်ချက်နောက်လိုက်ရင် မိသားစုနဲ့ပတ်သက်လို့လိဟင်းတော့တာပဲအခုကျွန်တော်တို့မှလည်းဘသူမေးလိုက်မေးလိုက်မိသားစုကအနေနဲ့များအပြစ်ရှိတယ်ဆိုတော့စိတ်ဆိုတာရှိရပါပဲသားသမီးအပေါ်တာဝန်မကျေဘူးလို့ခံစားရတဲ့သူရှိတယ်မိဘအပေါ်ဝင်ပိစေတာတွေများနေပြီလို့ခံစားနေရတဲ့သူတွေရှိတယ်သားစုသမီးစုတွေမဟုတ်ကြဘူးနော်ကိုယုံကြည်ရာနောက်ကိုလိုက်ခဲ့ရုံပဲအဲ့ဒါနဲ့တည်း ိုမိဘကိုထိခိုက်စေတာတွေအများအကြီးရှိနေခဲ့တာအနိုင်ဆုံးအနေနဲ့ကိုရွေချောင်းတို့မှစိတ်ပူပန်နေရပြီကြီးလန့်စားစားနေကြရပြီပေါ်လူမျက်နှာချိုးသွေးဒီလူအောက်ကျုံနဲ့တခါမှမလုပ်ဘူးတာတွေလုပ်နေကြရပြီသားသမီးကိုလွမ်းတဲ့စိတ်တွေမြေးကိုလွမ်းတဲ့စိတ်တွေနဲ့ကြံနေကြရပြီအော်အတူခေါ်ထားပြန်တော့လေအသက်60ကျော်80မှနေရာအစ်တစ်ခုကိုရောက်လာရတယ်လူကြီးတွေဆိုတာ သူတို့ရက်သေးတာသူတို့အိမ်ကိုတိတ်မမောတာလေဟိုအိမ်ဒီအိမ်သွားမယ်တမင်းဟင်းတွေပြန်လန်ပို့ကြမယ်စကားစမြည်ပြောကြမယ်ဒီလိုနေချင်ကြတာအခုနေရာအစ်စ်မှာကြာဒါရင်မရှိဘူးတရားမဝင်လာကြရတာများလို့အမြဲတမ်းထိတ်လန့်နေကြရပြန်တယ်အထီးကျန်ရအဖို့မဲရအားငယ်ရပေါ့တချို့ကြကိုယ့်အကူတော်အနိုင်နိုင်ရုံးကန်နေရချိန်မှာ မိဘအတွက်စေဘုံပတ်မိုးပေးနိုင်တော့ဘူးအဲ့ဒါရဲ့အကျိုးဆက်ကြောင့်မိဘတွေဆုံးပါသွားရတဲ့သူတွေလည်းရှိရဲ့ကိုယ်မတွေ့လို့တွေ့တဲ့မိဘကိုခေါ်သွားရင် နောက်ရကြအလောင်းပြန်လာထုတ်လိုက်ရတဲ့သူတွေခံစားရတဲ့အပြစ်ရှိစိတ်ကတော့အဆိုးဆုံးပေါ့ဒါမင်းတို့ရွေးချယ်မှုလေကွာလို့ပြောချင်သေးလားခိုးရက်ကဦးလေးတယောက်ဆုံးတယ်ဒါဖြစ်သူပြန်လာလို့မရဘူးဘာလို့လဲပြန်လာလိုက်တာနဲ့ အရွယ်ကောင်းလူငယ်အမျိုးသားမို့ပြန်လာပြီးရင်ပြန်ထွက်မရတော့မှအတရဓမ္မစုဆောင်းခံလိုက်ရမှာတွေစိတ်ပူပြီးအဖေကိုယ်တိုင်ခပြန်မလာခိုင်းခဲ့တာခစ်ဆိုစနစ်ဆိုလို့ပြောလိုက်ရင်ကျွလွင့်သွားတဲ့အသက်တွေကြာဆင်းလာတဲ့စီးပွားရေးတွေပျက်စီးသွားတဲ့ဘဝတွေပဲမြင်ကြတယ်စုပ်ပြတ်တက်အောင်ဒဏ်ရာရသွားတဲ့စိတ်တွေအကြောင်းတော့ထဲမပြောပြကြတော့ဘူးဒီလိုအလားတူကိစ္စမျိုးကြုံခဲ့ရတဲ့အမတစ်ယောက်ကပြောမှုတယ် ဒါမျိုးနာကဘယ်တော့မှမပြောက်ဘူးတဲ့ Time will heal the wound ဆိုပေမဲ့အခုလိုအချိန်ကကုစားပေးနိုင်တဲ့ဒဏ်ရာထဲမှာဒီဒဏ်ရာမပါဘူးပေါ့မဖြစ်မနေရှေ့ဆက်နေကြရမှာပဲမို့အချိန်နဲ့တည်းမှာကျင်လည်ရင်အဆင်ပြေအောင်နေနေကြရတာပဲရှိတာဘယ်တော့မှတော့ကြက်သွားတယ်ရဲ့လို့မရှိဘူးကိုယ်တိုင်တော့အခုထိမကြုံရသေးပေမဲ့ဒီလိုကိစ္စတွေကြားတိုင်းစိတ်ပူမိတယ်စိုးရိမ်မိတယ် မတိချင်းငါးပါးနဲ့ရှင်သန်နေကြရတဲ့ကျွန်တော်တို့အတွက်ဘသူနဲ့ဘဲချိန်မှာဘလို့ပုံစံခွဲခွာရမယ်ဆိုတာကြိုမသိနိုင်ဘူးရွေးချယ်လို့ထိန်းချုပ်လို့ရတဲ့ကိစ္စလည်းမဟုတ်ဘူးဒါကြောင့်ခုနောက်ပိုင်းဘသူနဲ့ပဲခွဲခွာရခွဲခွာရနောင်တရစရာမရှိအောင်ကြိုးစားပြီးပဲနေပြတော်တယ်လက်ဆောင်ပေးချင်လာရင်ပေးလိုက်တယ်မုတ်ပို့ပေးချင်လာရင်ပို့ပေးလိုက်တယ်မွေးနေ့တို့ ဒီမျိုးရောက်တော့ခဏတွေ့မယ်လို့ဆိုစူးစားပြီးလှုပ်ပေးလိုက်တယ်။သွားပေးလိုက်တယ်။အတိကကမလှုပ်ပေးလိုက်ရဘူးဆိုတဲ့နောင်တမရချင်လို့တို့မလေးတွေမိသားစုနိုင်ငံခြားထွက်သွားတယ်။သူတို့ပန်ကောက်မှာရှိတုန်းကကိုကမြို့ကျော်ပြီးခရီးထွက်လို့မရသေးဘူး။ဦးဖြူကလာလည်းမတွေ့ဘူးဆိုတာကိုဗီဒီယိုကောပြောတိုင်းထည့်ပြီးတော့ပြောတယ်။ကိုခက်ခဲကြတော့လဲကလေးတွေနားလည်အောင်ဘယ်လိုရှင်းပြရမလဲနော်။ ။နောက်ကိုဘကအဆင်ပြေလာတော့သူတို့ကသွားကြရပြီ။ခက်ကာလာအခြေအနေတွေရလဲ။နောက်ဘဏ္ဍနဲ့နေမှပြန်တွေ့ရမယ်ဆိုတာမသိဘူး။တွေးမိတိုင်းနောင်တရတဲ့ဖြစ်ပျက်လေးတစ်ခုပေါ့။ဒါရောင်အသက်ရှင်နေကြပါသေးတယ်။ပြန်ဆောင်မယ်ဆိုစွန့်ခွင့်ရှိပါသေးတယ်။ဘယ်တော့မှပြန်မတွေ့ကြရတော့မယ့်သူတွေဆိုဘလို့များနေမလဲလို့တွေးကြည့်လို့တော့မရဘူးကျွန်တော်တို့ဟာအမားတွေလုံရင်းနဲ့ရင့်ကျက်လာကြတာဖြစ်တယ်လူတယောက်ပေါ်ပြက်ကွက်ခဲ့မိတာတွေ မာယွင်ခဲ့မိတာတွေအတွက်နောင်တရရင်ကနေမှကိုနောက်လူတွေပေါ်ဟိုကောင်းတဲ့လူတယောက်ဖြစ်လာခဲ့ကြတာဖြစ်တယ်။မာဒီလိုထမလို့တော့ဘူးထမဖြစ်စေရတော့ဘူးဆိုတဲ့အတွင်းနဲ့ပေါ့။နောင်တကဲနေဘဝဆိုတာတော့မရှိနိုင်တော့ဘူးလို့ထင်တယ်။နောင်နာနေတဲ့ဘဝပဲမျောလင့်လို့ရလိမ့်မယ်။အဲ့ဒီအတွက်ကပြန်မစုံနိုင်တော့တဲ့သူတွေနဲ့ပတ်သက်လို့ခံစားရတဲ့နောင်တကို လက်ရှိကိုနဲ့ရှိနေတဲ့သူတွေပေါ်ချက်ချင်းမြတ်တာပြတ်တာရဲ့နယ်ပဲဖြေပြောက်ကြရမယ်လို့မြင်ပါတယ်ဒေါက်တာပြုတ်တီဟာ၁၀ရက်၆လ၂၀၂၅